ဘိုလီဗီးယားနိုင်ငံရဲ့အမေဇုန်တစ်တောအတွင်းမိချောင်းတွေရှိနေတဲ့ရေအိုင်တွေကိုအရေးပေါ်လင်းရင်ဆင်းသက်ခဲ့ရပြီးတဲ့နောက်အဲ့ဒီရေအိုင်တွေမှာ36နာရီကြာနေခဲ့ရတဲ့သူ9ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ဒေသခံအာနာဝိုင်တွေနဲ့လင်းရင်မှုတူကမင်းနရက်ကပြောပါရယ်လင်းရင်ပေါ်မှာလိုက်ပါလာသူ9ဦးအနက်မြို့သမီး3ဦးကလေး2ဦးနဲ့ 29နှစ်အရွယ်အမျိုးသားလေရင်မှုတဦးတို့ဖြစ်ပြီးရေအရင်ရွှေနုံတွေထဲမှာနေနေတဲ့လေရင်ရဲ့ကိုယ်ရည်ပေါ်မှာနေထိုင်ခဲ့တဲ့၎င်းတို့ငါးဦးစလုံးကိုကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ဘီနင်ဒေတာမှာရှိတဲ့အရေးပေါ်လုပ်ငန်းများစင်တာရဲ့ညွှန်ကြားရေးမှူးဝင်းစင်အဗီလာကပြောပါရယ်အဲ့လေရင်ဟာဘော်ရက်စ်မြို့ကနေထရီနီဒတ်စ်မြို့ကိုပြန်တန်းစဉ်လန်ခီးမှာဆက်ချွင်းခဲ့တာဖြစ်တာကြောင့်ရေအိုက်တိုင်ကိုအရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့လေရင်မှုဖြစ်တဲ့အန်ဒရီဘယ်လာဒီကပြောပါရယ် အဲ့ဒီရေရိုင်ထဲမှာရှိတဲ့ရွှွန်နုံတွေထဲမှာနှင်းနေတဲ့လင်းရင်ကိုရဲပေါ်မှာနေခဲ့ရခြင်းအတွင်မိချောင်းကောင်းတို့တွေဟာ၎င်းတို့ရဲ့အနီး3မီတာအကွာအထိရောက်ရှိလာခဲ့ကြောင်းဒါပေမဲ့လင်းရင်ကနေယူဆင်းခဲ့တဲ့လင်းရင်စီတွေကြောင့်အဲ့ဒီမိချောင်းတွေဟာ၎င်းတို့ထံမကပ်နိုင်ခဲ့တာဖြစ်ကြောင်းဖဲလာဒီကပြောပါရယ် ကျွန်တော်တို့ရေလဲမတောက်နိုင်ပါဘူး။မိချောင်းတွေဝိုင်းနေတာကြောင့်ဘယ်ကောင်မှလည်းမသွားနိုင်ခဲ့ပါဘူးလို့ဘယ်လာဒီကပြောပါရယ်။၎င်းတို့ရဲ့ဖြစ်ရက်ကိုငါးဖန်သမားတွေကမြင်တွေ့ခဲ့ပြီးနောက်ပိုင်းကေဇေးရေးအဖွဲ့တွေကရဟတ်ရင်နဲ့တွားရောက်ကဲတင်ခဲ့ပြီးစေးရုံကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါရယ်။